အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါလေဗျာငင်းကြီးတို့ရေဘောလုံးပွဲစဉ်ရာသီတွေလည်းပြီးဆုံးသွားပြီကျွန်တော်ဒီချိန်မှာဗာလေးစိတ်ဝင်စားဖို့ကောင်းတယ် transfer ပြောင်းရွှေ့လေးရှိရနော်ဒီနေ့ကျွန်တော်တင်ဆက်ပေးမှာတော့မန်ယူသင်းရဲ့ပြောင်းရွှေ့သတင်းလေးရေလေဗာပူးသင်းရဲ့ကစားသမားပြောင်းရွှေ့သတင်းလေးရေဘိုင်ယန်မြူးနစ်သင်းရဲ့ကစားသမားပြောင်းရွှေ့သတင်းလေးလေဘာစီလွနာသင်းရဲ့ကစားသမားပြောင်းရွှေ့သတင်းလေးလေကျွန်တော်တို့ချက်လောက် 来记了。OK ကျွန်တော်တို့ပထမဦးဆုံးအပြောင်းရွှေ့ရလို့မန်ယူကစားသမား Respo ရဲ့အပြောင်းရွှေ့လေးနဲ့စလိုက်ရအောင် Respo ကတော့ဘီလောက်ဇန်နဝါရီလမှာအငားနဲ့တွားကစားပြီးတော့ 25ပွဲတိတိမှာဖက်6ပွဲတိပွဲထွက်ခဲ့ကစားပြီးတော့6-9တိသွင်းပြီးတော့၃လုံးထောက်ပတ်ထားကစားသမောင်းဘီလာခေါ်ယူမလားဒါမှမဟုတ်မန်ယူမှာပဲ3-6ဝမ်းမှာဆိုတော့မော်ရင်အစိုးပြတ်ပေါ်မူတီဝါလို့ပြောအောင်ပါပေါ့နော်ဒီကစားသမားနဲ့အပြိုင်ဘရာဇီးလူငယ်ကစားသမားရဲ့ပြောအောင်ပါ25နှစ်ပဲရှိသေးတဲ့အန်တိုနီယားရောရီယဘက်တစ်မှာတော်တော်ခြေစမ်းပြရနော်18ပွဲကစားပြီး15ပွဲတိပွဲထွက်ခဲ့ငါးခုတိသွင်းထားပြီးတော့ နှလုံးထောက်ပတ်ထားတဲ့အနေအထားတစ်ခုမှာအန်တိုနီရောအမော်ရင်ပြန်လဲခေါ်မလားအန်တိုနီတို့ကစားသမားတို့ကျွန်တော်ထင်မြင်ယူဆချက်ဆိုတော့ဆက်လက်ထိမ့်သိမ်းထားတဲ့လို့ထင်တာပဲတက်က25နှစ်ပဲရှိတယ်တော်တော်အသုံးပြုလို့ရသေးခု transfer ဘတ်ဂျက်နဲ့တကယ်ကြီးလို့သိတဲ့အတိုင်းပဲဝယ်ယူဖို့ဆိုတာလည်းမလွယ်တော့ဘူးကစားသမားတွေကတော်တော်ကိုနည်းနည်းဈေးတွေအတက်ကျနည်းနည်းကျန်းသွားပြီလို့ပြောရမှာပေါ့နော်ဒီသတင်းလေးပြီးတာနဲ့ Quas Ocean နေနဲ့ Leverkusen နောက်တန်းကစားသမားတွေ Tap ကို Heavy Go ရပါပြီဒီကစားသမားရဲ့အသက်က29နှစ်ရှိနေပြီနော်ပတ်တန်းဆိုတော့ AC ပဲပြီးခဲ့တဲ့ရာသီက Leverkusen မှာ33ပွဲတိပွဲထွက်ခဲ့ကစားပြီးတော့သုံးဂိုးအထိသွင်းယူထားတယ်သူ့ရဲ့ average rate ကလည်း7.22အထိသူ့ရဲ့ထွန်းဆောင်ရည်ရှိခဲ့ရနော်ဒီကစားသမားကိုလည်းဘာပြောဘယ်အမြင့်နဲ့ခေါ်ယူလိုက်တာလို့မိုက်တယ်လို့ပြောရမှာမယ် Okay Barcelona ရဲ့ ကျေဘွက်ကစားသမားလူငယ်ရမယ်လေးရောဘာစီလိုနာသင်းဟာ2032ခုနှစ်ထိစာကြုတ်ချုပ်ဆိုပြီးတော့သူ့ခေါ်လို့ရတယ် rally core ထည့်တာဘလောက်လဲသိတာ1 billion ဆိုတဲ့ rally core နဲ့ဘယ်သင်းဆိုခေါ်ယူလို့ရပါပြီသူကျဲနော်ရမယ်ရလို့ဒီနေ့မှလို့တောက်ပလာတဲ့ကျေဘွက်လေးပေါ့ရမယ်မတိုင်ခင် ပေါ်ခဲ့တဲ့ and super party ကိုတတိထားမိရာ ဒီကောင်ထင်တော့မထင်ဘူးမြန်အသက်22နှစ်ပဲရှိသေးတယ်အကြမြန်အတက်ကြမြန်လို့ပဲပြောရမှာမနေ့ကလောက် Brighton မှာအငားနယ်လာကစားသွားတယ်ကစားသမားဒီနေ့မှာတော့အဆူပါတီကဒီနေ့မှာတော့6ပွဲသာကစားပြီး first side အမှာ3ပွဲတိတိပါပြီးတော့ကိုပေါ့တွင်မှုဒီနေ့မှာတော့လုံးဝမရရှိဘူးနဲ့မော်နာကိုနဲ့နီးဆက်နေပြီးတော့တရင်တသက်လေးထွက်ရင်းနဲ့လေဘာဘူးကရောလေဘာကူစင်းခေါ်ယူနေတဲ့လူငယ်ကစားသမား ဝက်ကိုပန်းတရာနဲ့တော့ကန်လိုက်တယ်လို့သတင်းတွေတက်လာအောင်ခက်သက်သက်လေးမစီတီကန်လိုက်တဲ့ transpar ကိုရဂျက်လုပ်ပြီးတော့လီဗာပူးရွေးချယ်ခြင်းနဲ့အနေထားရှိတယ်ဆိုတော့လီဗာပူးတွေကတော့သတင်းကောင်းပဲလီဗာကူးကလည်းဘုံမောက်ဘဲတောင်မှာကစားသမားကာကက်ကိုလည်းဒီနေ့မှခေါ်ယူအပြစ်ဖို့အနေထားရှိပါတယ်ရိုမန်ဆန်တီစီမီကန်လို့နဲ့မလုံလောက်တဲ့အနေထားများ ဖြစ်သွားလာလို့လီဗာပူးရဲ့ပြင်ဆင်ပြောင်းလဲမှုတွေတည်တင်းနေတယ်။ကျွန်တော်စိတ်ဝင်စားရင်လည်းဒီနေ့ရဲ့တငငယ်တို့ test ပါနေပြီးတော့အားလုံးနှုတ်ဆက်လိုက်ပါနဲ့။ကျေးဇူးတင်ပါတယ်ခင်ဗျာ။